အားလုံးပဲမင်္ဂလာပါ Miss Crowrica ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်အခုတင်ဆက်ပေးမယ့်ဇာတ်လမ်းလေးမှာတော့ဆောင်းကြမြိုင်တစ်ခုကိုအဓိကမြင်တွေ့ကြရမှာပါအဲ့ဒီဆောင်းကြမြိုင်ကိုအစိုးရအမိန့်နဲ့ပြောင်းရွှေ့ဖို့အမိန့်ချခဲ့ပေမဲ့ဆောင်းကြမြိုင်မှာရှိတဲ့အမျိုးသမီးတွေကတော့လုံးဝမနာခံခဲ့ကြပါဘူး အဒီဆောင်ကြမြန်ဟာသူတို့ရဲ့နှွေးထွေးတဲ့အင်ယာတစ်ခုဖြစ်နေကြလို့ပါပဲနောက်ဆုံးမှာတော့အစိုးရကကြေးစားလူသက်သမားတွေကိုငှားပြီးဖြည့်ရှင်းမှုအထိလုပ်ခဲ့ကြပေမဲ့ပြည်တစားတွေဟာဒါအတဏတ်တွေကိုဆွဲကင်ပြီးအသက်ကိုဗဒနာမထားပဲသူတို့ရဲ့အင်ယာကိုကာကွယ်ဖို့ကြိုးစားခဲ့ကြရင်ဘယ်လိုရင်နာစရာအဖြစ်ပြက်တွေနဲ့ကြုံတွေ့ရမလဲဆိုတာကိုကြည့်ရှုခံစားကြရမှာဖြစ်ပါတယ်အိန္ဒိယနိုင်ငံလွတ်လပ်ရေးရပြီးနောက်ပိုင်း1948ခုနှစ်မှာနောက်ဆုံးဘီရင်ခံလော့ပတ်မောင်တန်က အိန္ဒိယကို၂ချောင်းခွက်ကအိန္ဒိယနဲ့ပါကစ္စတန်ဆိုပြီးတတ်မှတ်ဖို့ပြင်ဆင်ပါတယ်။သူတို့ဟာနယ်ခြားစီးမြင်းကိုရေးဆွဲလိုက်ပြီးတဲ့နောက်အဓာစီကာယံတွေပြုတ်လုကြပြီးကြီးမားတဲ့အပြောင်းလဲတစ်ခုကိုလှုပ်ဆောင်နေချိန်တနေရာမှာတော့နယ်ခြားမြင်းပေါ်မှာရှိနေတဲ့ဆောင်းကြမ်းများတစ်ခုကိုတွေ့ကြရပါတယ်။ အဒီဆောင်ကြမြိုင်ကိုလီကွန်ချန်လို့အမည်ရတဲ့မျိုးသမီးတူကပိုင်ဆိုင်တာဖြစ်ပြီးသူမဟာစိတ်သဘောထားတင်းမှပြတ်သားပြီးတော့ခေါင်းဆောင်ကောင်းတဦးရဲ့အရေးချင်းနဲ့ပြည်စုံသူတဦးဖြစ်တယ်လို့တစ်ဖက်ကလည်းမေတ္တာဂိယုနာတရားကြီးမတဲ့သူဖြစ်ပြန်တာကြောင့်လက်အောက်ငယ်သားတွေအားလုံးရဲ့ချစ်ခင်လေးစားခြင်းကိုရရှိထားသူဖြစ်ပါတယ်။သူမရဲ့လက်အောက်ကပြည်တစာမလေးတွေကလည်း အဖြစ်ဆိုးတွေကိုစီနဲ့ကြုံတွေ့ခဲ့ကြတဲ့သူတွေဖြစ်ပြီးလီကွန်ညာကသူမတို့ကိုအဲ့ဒီငရဲတွေနဲ့ကဆွဲထုတ်ပေးခဲ့တာဖြစ်ပါတယ်။သူမတို့ကိုပို့ပြီးတာရတဲ့ဘဝတစ်ခုကိုဖန်ပြီးပေးတဲ့လီကွန်ညာရဲ့လက်အောက်မှာအလုပ်လုပ်ပေးရတာကိုလည်းအားလုံးကကျေနပ်ပျော်ရွှင်နေကြတာပါ။ဒါအပြင်ကိုဆောင်းညာမြန်မာစုချစ်နဲ့စာလင်းဆိုတဲ့ယောက်ျားသားနှောင်းလက်ရှိပြီးစုချစ်ကဖောက်တဲ့ရှာဖွေရေးတာဝန်ကိုယူပြီးတော့စာလင်းကတော့လုံခြုံရေးအတွက်တာဝန်ယူထားသူပါ။ပြီးတော့ ဘွားတို့တယောက်နဲ့ကလေးမလေးတယောက်လည်းရှိပြီးအားလုံးကမိသားစုတစ်ခုလိုနှွေးထွေးစွာနဲ့နေထိုင်နေကြတာဖြစ်ပါတယ်။တစ်ဖက်မှာအီလင်းနဲ့ဟာရီလို့အမည်ရတဲ့သက်ဆိုင်ရာတာဝန်ရှိသူနှစ်ဦးကတော့လီကွန်ညာရဲ့ဆောင်းညာမြန်ကြီးဟာနေချားမြင့်ပေါ်မှာရှိနေတာကြောင့်အဲ့ဒီအဆောက်အဦးကိုဖျက်ဆီးပစ်ဖို့ဆုံးဖြတ်ပါတယ်။ဒါပေမဲ့အကြောင်းသိတဲ့ရဲမှုကတော့လီကွန်ညာဟာအာနာရှိန်ဝအတော်တန်ရှိပြီးထက်မြက်တယ်လို့ကြောက်စရာလည်းကောင်းတဲ့မိမတယောက်ဖြစ်ကြောင်း သူမရဲ့နောက်ွယ်ကအထောက်ကူပေးနေတဲ့အကြီးထန်းအရာရှိတချို့လည်းရှိကြောင်းသတိပေးစကားပြောကြပါတယ်။ဒါပေမဲ့သူတို့ကဂယုမဆိုင်ခဲ့ပဲလီကိုညာစီကိုသွားပြီးတော့သူမရဲ့အင်ကြီးဟာနေချားစီမြင့်ပေါ်မှာကြောက်နေတာကြောင့်အားလုံးဒီကနေအမြန်ထွက်သွားကြဖို့နဲ့ဒါကလည်းဘီရင်ခိုင်းရဲ့အမိန့်ပဲလို့ပြောလိုက်ပါတယ်။နေချားစီမြင့်ဆိုတဲ့စကားကိုကြားတာနဲ့လီကိုညာဟာဟာတရရင်မောလိုက်တာကြောင့်တာဝန်ရှိသူတွေကရဲစရာဗာများပါလဲဆိုပြီးတော့နေချားစီမြင့်ကိစ္စကအရေးကြီးကြောင်းနဲ့ဒါဟာအိန္ဒိယနဲ့ ပါကစ္စတန်နှစ်နိုင်ငံဖြစ်သွားတဲ့အပြင်ဟိန္ဒူနဲ့မွတ်စလင်ဘာသာရေးအထီးကရုံးတွေပါဖြစ်လာလိမ့်မယ်လို့ပြောပါရယ်။သူမကတော့ဖောက်တဲ့တူဘက်ကိုလှည့်ပြီးတော့ဒီကမိန်းကလေးတွေနဲ့မအိတ်ခင်ဘဲဘာသာဝင်လဲဆိုတာမေးလိုက်သေးလားလို့မေးတဲ့အခါအဲ့ဒီလူကလည်းဒီကိစ္စအတွက်ဘာသာကိုမေးနေစရာမလိုဘူးလို့ဖြေတာကိုကြားလိုက်ရပါတယ်။အဲ့ဒီနောက်တော့လီကွန်ဂျန်ကဒီနေရာကသူ့ရဲ့ကိုပိုင်အင်အားတစ်ခုဖြစ်တာကြောင့်တီးခြားတိုင်းပြည်တစ်ခုလိုဘာသာတရားတွေဘေးဖယ်ထားပြီးတည်ရှိတဲ့နေရာပဲလို့သက်ဆိုင်ရာတာဝန်ရှိသူတွေကိုပြန်ပြောလိုက်ပါတယ်။ နေချာစီမြင်တားတာရောဘာသာတရားခွဲခြားတဲ့လုပ်ရက်တွေကပါသူမအတွက်တော့လုံးဝအတိတ်ပဲမရှိတဲ့အရာတွေပဲလို့ပြောတယ်လို့ပြောင်းရွှေ့ခိုင်းတဲ့အမိန့်ကိုလည်းလုံးဝမနာခံနိုင်ကြောင်းနဲ့သူမရဲ့ပိုင်နက်ထဲကိုအရမကျူးကျော်ဝင်လာခဲ့ရင်တော့ခန္ဓာကိုယ်ကိုဒစစီဆွဲဆုပ်ပစ်ခံရလိမ့်မယ်လို့ပါချိန်ချောက်လိုက်သေးတာပါလီကွန်ညာရဲ့ဇကားကိုကြားတဲ့အခါရဲတွေကဒေါသတကြီးနဲ့တနတ်တွေထုတ်ပြီးချိန်ရွယ်ကြတဲ့အခါမိန်းကလေးတွေကမကြောက်ကြတဲ့အပြင်အသက်နဲ့လဲပြီးခုခံမှုအတွက်အသင့်ရှိနေတာကိုလည်းမြင်လိုက်ကြရပါတယ်။ ဲ့ဒီလူတွေကလည်းသူတို့ထင်သလိုပျော့ညံ့တဲ့မိန်းကလေးတွေမဟုတ်တာကိုမြင်လိုက်ကြတဲ့အခါပြန်လဲစုတ်ခွာသွားခဲ့ကြပါတယ်။အဲ့ဒီနောက်မှာတော့မစ္စတာဆိုတဲ့လူတယောက်ကိုမြင်ရမှာဖြစ်ပြီးတော့သူကလည်းလီကွန်ညာကိုအကူအညီပေးသူတွေထက်ကတယောက်အပါဝင်ပါ။ပြဒနာတစ်ခုခုနဲ့ကြုံလို့ရတိုင်းတိုင်ပင်ဆွေးနွေးပြီးတော့အကြံမိလက်ညှို့မှုတွေအများအပြားပေးတတ်သူဖြစ်တာကြောင့်အချိန်ကြာလာတဲ့အခါလီကွန်ညာကိုတိုင်မစ္စတာရဲ့အပေါ်မှာတန်ရော့စင်တွေတွေ့ညိခဲ့တာပါဒါပေမဲ့ပြည့်တစားတအူးအဖြစ်ယက်တီနေရတဲ့သူမရဲ့ဘဝကိုကိုကိုတိုင်နားလည်ပြီးတော့ နှလုံးသားအလိုဆန္ဒကိုမျက်ကွယ်ပြုကာအခြေအနေတွေနောက်တစ်ဆင့်မတက်အောင်ထိမ့်သိမ့်နေခဲ့ပါတယ်။ဒါအပြင်မစ္စတာကိုသဘောကျနေသူနောက်တစ်ယောက်လည်းရှိနေပြီးသူမရဲ့အမိကတော့ခူကာဖို့ဖြစ်ပါတယ်။လီကွန်ချန်ရဲ့အိမ်ပြောင်းရွှေ့အမိန့်ကတော့အထက်ကလာတဲ့အမိန့်ဖြစ်တာကြောင့်ရှောင်လွဲဖို့ခတ်ခဲ့တဲ့အကြောင်းနဲ့ဒီကိစ္စအတွက်နိုင်ငံရေးသက်ဆိုင်ရာတချို့နဲ့တိုင်ပင်ပြီးပိုကောင်းတဲ့နေရာတစ်ခုကိုစီစဉ်ပေးမယ့်အကြောင်းမစ္စတာကပြောခဲ့ပေမဲ့လီကွန်ချန်ကလက်မခံပါဘူး။ဒီနေရာဟာသူမရဲ့ဆောင်ကြမြန်ဖြစ်တယ်လို့သူမစီမအလုပ်လုပ်နေကြတဲ့သူတွေရဲ့တခုတည်းသောအိမ်လဲဖြစ်တာကြောင့် လုံးဝကိုဆုံးရှုံးမခံနိုင်ဖြစ်နေတာပါဒီလိုနောက်ဆုံးအချိန်တွေမှာသူမကိုကူညီနိုင်မဲ့တယောက်တော့သူဖြစ်တဲ့ဘယင်ကြီးကိုပဲဆက်သွဲလိုက်ပါတော့တယ်ဒီအချိန်မှာနိုင်ငံရေးအခြေအနေတွေကရှုပ်ထွေးနေခဲ့ပြီးနှစ်နိုင်ငံကွဲသွားတဲ့ကိစ္စကြောင့်ဘာသာချင်းတူတဲ့ဘက်ကိုပြည်သူတွေကအမြန်ပဲပြောင်းရွှေ့နေကြရပါတယ်ပါကစ္စတန်ဘက်ကဟိန္ဒူဘာသာဝင်တွေကအိန္ဒိယဘက်ကိုအိုးအိမ်တွေပစ်ပြီးတော့ပြောင်းနေရတယ်လို့အိန္ဒိယဘက်ကမွတ်စလင်တွေကလည်း ပါကစ္စတန်ဘက်ကိုအုပ်ပြစ်အိမ်ပြစ်ပြောင်းရွှေ့နေကြရပါတယ်။ဒါကြောင့်မဲတန်းနဲ့ချီတဲ့ပြည်သူလူထုတွေကအိုးမဲ့အိမ်မဲ့နေစရာနေရာမရှိဖြစ်ကုန်ကြပါတယ်။ပိုဆိုးတာကဘာသာချင်းခွဲခြားတဲ့အမုန်းတရားတွေပါပဲ။ဘာသာရေးအထီးကရုံးတွေဖြစ်ပေါ်လာပြီးရဲဆက်ဆက်တက်ဖြတ်တာတွေအမျိုးသမီးတွေအပေါ်မှာအရမပြုချင်ပြီးတက်ဖြတ်တာတွေကနေရာအနှံ့ပြားမှာရှိလာနေပါတယ်။အဲ့ဒီအကြမ်းဖက်မှုတွေကြောင့်မဲဘာသာရေးနှစ်ခုတို့အကြား အမုံတရားတွေပုံမပြင်းထန်လာခဲ့ကြတာပါတစ်ဖက်မှာလည်းလီကွန်ညာရဲ့စာရွက်လျှောက်ထားကြကြဘယင်းကြီးဟာလီကွန်ညာရဲ့ဆောင်းညာမြန်ကိုရောက်လာခဲ့ပါတယ်ရောက်လာတဲ့အခါမှာတော့လီကွန်ညာကသူမတို့ကိုတတ်ဆိုင်ရာကလူတွေကဒီနေရာကနေမောင်းထုတ်နေတဲ့အကြောင်းကိုအလုံးစုံပြောပြလိုက်ပါတယ်ဘယင်းကြီးကလည်းဒီပြဿနာကို သူကင်ွယ်ပေးမယ်လို့ချက်ချင်းကတိပေးသွားခဲ့ပြီးဒီကွန်ညာကလည်းကျေးဇူးဆက်တဲ့အနေနဲ့ဒီနေ့ညအတွက်ဘသူနဲ့ပြောမွေးချင်ပါတလဲလို့မေးလိုက်တဲ့အခါဘယင်းကြီးကချက်ကလန်းလိုအမိရတဲ့ကောင်မလေးကိုအလိုရှိတယ်လို့ဆိုပါတယ်ချက်ကလန်းဆိုတာကမကြသေးမီကမှအဖြစ်ဆိုးတွေကနေဒီကွန်ညာကယ်ထုတ်လာတဲ့ကောင်မလေးဖြစ်ပြီးအတိတ်ကစိတ်ဒဏ်ရာတွေကြောင့်လုံမလုံသေးပဲအနာပေးထားတဲ့သူဖြစ်ပါတယ် ဒါကြောင့်လီကွန်ညာကအတွေ့အကြုံမရှိသေးတာကြောင့်လုပ်ငန်းဆဖို့အဆင်သင့်မဖြစ်သေးဘူးလို့ပြောပေမဲ့ဘရင်ကြီးကတော့အစ်စ်တွေရောက်လာရင်သူ့စီကိုပဲအရင်ဆက်သရမယ်လို့ဆိုပြီးတော့လီကွန်ညာကိုသူ့ဘလောက်ထိကူညီပေးထားကြောင်းတွေပြဿနာတွေဖြေရှင်းပေးခဲ့ကြောင်းတွေပါပြောလာပြန်တော့လီကွန်ညာကမငင်းတာတော့ပြန်ပါဘူး။ဆောင်းညာပြန်တစ်ခုအဖြစ်ရက်တီနေတဲ့သူတို့အားလုံးရဲ့တစ်ခုတည်းသောအိမ်ဆက်လက်ရက်တီနိုင်မှုအတွက်ချက်ကလန်းကိုဘရင်ကြီးစီပို့ဖို့ပြင်ဆင်နေရင်အားလုံးကလည်းစိတ်မကောင်းဖြစ်နေကြပါဗျ။ ပိုပြီးထိခိုက်ခံစားရတာကတော့လီကိုညာမဲ့ဖြစ်ပြီးသူမကဘယင်ကြီးဟာချက်ကလန်းနဲ့မွေ့လျော်နေချိန်မှာအနီးကနေဂီတနဲ့ဖျော်ဖြေပေးနေရတာကြောင့်အားလုံးကိုအဆအဆုံးထိုင်ကြည့်နေခဲ့ရလို့ပါပဲအဲ့ဒီနောက်ပိုင်းတိတ်မကြခင်မှာမစ္စတာရောက်လာပြီးတော့သူဟာနိုင်ငံရေးသမားတွေနဲ့တိုင်ပင်ခဲ့ပြီးဖြစ်ပေမဲ့နောက်ဆုံးရွှေ့စရာတစ်ခုတည်းတော့လမ်းကတော့ဒီနေရာကပြောင်းရွှေ့သွားဖို့တနည်းပဲရှိတော့တယ်သူပြောလိုက်ပါတယ်။ဒါအပြင်လီကိုညာကိုသူနဲ့အတူလိုက်ပြီးတော့ဘဝအသစ်တစ်ခုထွားဖို့အတွက်ပါကမ်းလှမ်းလာပါတော့တယ်။ ဒါပေမဲ့လီကွန်ညာကတော့သူမရဲ့ဘဝကအိမ်နောက်တစ်ခုထူထောင်မှုမဖြစ်နိုင်တော့ဘူးလို့သတ်မှတ်ထားသလိုတစ်ဖက်ကလည်းမစ္စတာကသူမအပေါ်တကယ်ချစ်တာလားဒါမှမဟုတ်သူမရဲ့ခန္ဓာကိုယ်ကိုပဲအလိုရှိလို့ခေါ်နေတာလားဆိုတာကိုမယုံကြည်ရဲပြန်တာကြောင့်ကန်လန့်ချက်ကိုညှင်းဆိုလိုက်ပါတယ်မစ္စတာဟာလီကွန်ညာအငင်းခံလိုက်ရပြီးနောက်ပိုင်းမှာတော့မြှောက်ဦးကခါရာဘိုဘက်ကိုလှည့်သွားပြန်ပါတယ် ခရာဘူကသူ့ဘော်တစ်ဖက်သက်သဘောကျနေတာကိုသိတဲ့မစ္စတာဟာခရာဘူကိုချစ်နေတာကြပြီးဖြစ်ကြောင်းနဲ့လီကွန်ညာကသူတို့နှစ်ဦးရဲ့ကြားမှာအတားအဆီးလုပ်နေကြောင်းတွေကိုပြောကာတွေးခွဲလိုက်ပါတယ်ခရာဘူလည်းမစ္စတာကိုယုံကြည်မိပြီးတော့အဒီနေညမှာမစ္စတာနဲ့တညတာပြုံးမှုခဲ့ကြပါတယ်နောက်တနေ့မနက်မှာတော့ခရာဘူဟာဖောက်တယ်မဟုတ်တဲ့အမျိုးသားတအူးနဲ့အိတ်နေတာကိုရူဘီနာလို့အမည်ရတဲ့မိန်းကလေးကတွေ့သွားခဲ့ပါတယ်သူတို့ဆောင်းကမြန်ရဲ့စီကံချက်အရသူမတို့တို့ရဲ့အလုပ်သဘောအရကလွဲ၍ ဘယ်ယောက်ျားနဲ့မှပတ်သက်ခွင့်မရှိပါဘူး။သူမတို့တို့ကိုအချစ်ဆိုတဲ့အရာနဲ့နောက်ထပ်မှပတ်သက်ဖို့အတွက်လီကွန်ညာကတားမြစ်ထားတာပါ။မစ္စတာဘော်မှာအယူမှုချစ်နေတဲ့ခါရာဘူကတော့ဒီအချိန်မှာလီကွန်ညာကိုတောင်ရန်သူလို့မြင်နေခဲ့ပါပြီ။ရူဘီနာကလီကွန်ညာဟာသူမတို့အားလုံးကိုငရေတွင်းကြီးလို့ဒုက္ခကြီးတဲ့ နေရာတက်ကဆွတ်ထုတ်ပြီးတော့ငင်းညာတဲ့ဘဝကိုပေးခဲ့တာကြောင့်ဘလောက်ထိကျေးဇူးကြီးကြောင်းတွေကိုစူးစမ်းသတိပေးနေခဲ့ပါတယ်။အဲ့ဒီနောက်ပိုင်းမှာတော့တက်ဆိုင်ရာကမကြာခဏလီကွန်ချန်တို့အားလုံးကိုပြောင်းရွှေ့ခိုင်းဖို့လာခဲ့ကြပေမဲ့လီကွန်ချန်ရဲ့ပညာပြဆက်တွေကြောင့်အမဲပြန်ပြေးသွားကြပါတယ်။ဒီကိစ္စအတွက်တာဝန်ရှိတဲ့ဟာရီကတော့လောလောနဲ့အမိန်ပေးလို့မရတော့တဲ့အဆုံးမှာဥပဒေပြင်ပကနီလန်ကိုတုံးပြီးတော့ပြောင်းရွှေ့စေဖို့ဆုံးဖြတ်လိုက်ပါတယ်။ အဲ့ဒါကတော့ကြေးစားလူသားသမားတွေငှားပြီးတော့ချင်းချောက်စီဖို့ပဲဖြစ်ပါတယ်။အဒီနောက်တိတ်မကြခင်မှာကြေးစားတွေဟာသူတို့ရဲ့လုပ်ငန်းကိုစတင်มาတော့တယ်။ပထမအဆင့်အနေနဲ့လီကွန်ဂျန်ရဲ့အိမ်မွေးတိရစ္ဆာန်ကြီးတွေကိုတပ်ပစ်ပြီးစာဖို့ကချင်းချောက်ပါတယ်။လီကွန်ဂျန်ဟာလွန်စွာဝမ်းနဲ့နေခဲ့တယ်လို့ဒေါသလည်းအလွန်ထွက်လာကဒီအကြောင်းတွေကိုဘယင်ကြီးကိုပြောပြလိုက်ပါတယ်။ဒါပေမဲ့ဘယင်ကြီးက"သူမကို ရှုံးပေးလိုက်ဖို့နဲ့မြို့ကထွက်သွားဖို့ပြောတာကိုကြားလိုက်ရပါတယ်။အကြောင်းကတော့အိန္ဒိယနိုင်ငံလွတ်လပ်ရေးရပြီးနောက်ပိုင်းအုပ်ချုပ်ရေးပုံစံတွေတဖြည်းဖြည်းပြောင်းလဲလာပြီးတော့အခုချိန်မှာဘရင်ကိုယ်တိုင်ကလည်းဩဇာအရှိန်အဝါတဖြည်းဖြည်းရောကြလာခဲ့တာကြောင့်အခုလိုနေချားစီတာတဲ့ကိစ္စမှာဘာတစ်ခုမှဝင်ရောက်ဆွတ်ဖက်လို့မရတော့တာကြောင့်ပါပဲ။ဒါကြောင့်တစ်ချိန်လုံးကလိုလီကိုညာကိုကြောထောင်းနောက်ခံပြုပေးလို့မရတော့တာကြောင့်ရှင်းပြခဲ့ပေမဲ့လီကိုညာကတော့လုံးဝအရှုံးမပေးနိုင်ဘူးလို့ဆိုတာ သူမတိတ်ဆုံးရရင်တော့ဒီဆောင်ကြမြိုင်နန်းထဲမှာပဲဘီယင်မာတပတ်လို့အသက်ဆုံးသွားမယ်လို့ပြပြတတ်တဆိုခဲ့ပါဗါတယ်အဒီနောက်မှာတော့လီကွန်ချန်ဟာအလုံးထွက်အင်ယာကိုကာကွယ်နိုင်ဖို့သူမတို့ရဲ့ပုံမှန်လုပ်ငန်းကိုခိတရရလိုက်ကြပြီးအလုံးကိုတနက်ပြစ်တင်စီပါဗါတယ်အလုံးရဲ့စရာထက်သန်မှုနဲ့မိမိတို့ရဲ့အင်ယာကိုကာကွယ်လို့စိတ်ကြောင့် ခဏအတွင်းမှာပဲနိုင်နင်းစွာပြစ်တက်ခတ်တက်သွားကြပြီးခါရာဘူကတော့လီကွန်ကို ပြစ်တက်ခြင်းနဲ့အထိစိတ်ကူးတွေဖြစ်ပေါ်နေခဲ့တာပါအားလုံးကအင်ယာကိုကာကွယ်ဖို့စိတ်ရထက်သန်နေချိန်မှာခါရာဘူကတော့အချစ်အတွက်နဲ့မြကန်းတဦးပေါ်မှာကျေးဇူးရှင်ဖြစ်နေတဲ့လီကွန်ညာကိုတော့မှရန်သူအဖြစ်မြင်နေတာပါတရမှာတော့စုချစ်ကမိန်းကလေးတွေနဲ့ဈေးကိုသွားခဲ့ပြီးအပြန်လမ်းမှာတော့ကြီးစားတွေကသူတို့ရဲ့နောက်ကိုလိုက်တက်တာကိုကြုံလိုက်ကြရပါတယ်စုချစ်ကအလုံးကိုခေါ်ကပုန်းခုန်နေခဲ့ပေမဲ့ ကျေးဇာတွေကသူတို့ကိုရှာတွေ့ခဲ့တာကြောင့်သူကိုယ်တိုင်ပဲအစတေးခံပြီးမိန်းကလေးတွေကိုထွက်ပြေးလွတ်မြောက်စေခဲ့ပါတယ်။အဲဒီတော့စုချစ်ဟာရက်ဆက်စွာနဲ့အသက်ခံလိုက်ရပြီးအားလုံးလည်းပူဆွေးဝမ်းနေကြရပြန်ပါတယ်။အကြီးကွဲရဆုံးသူကတော့ရူဘီနာပဲဖြစ်ပြီးသူနဲ့စုချစ်တို့ဟာချစ်နေကြတဲ့သူတွေပဲဖြစ်ပါတယ်။စုချစ်ကရူဘီနာနဲ့အတူဘဝအသစ်ထူထောင်မှုအချိန်ချင်းပြောခဲ့ပေမဲ့သူမကအမြင်ညင်းခဲ့တာဖြစ်ပြီးတော့ဒီဆောင်ကြမြိုင်သားသူမရဲ့အိမ်ဖြစ်ပြီးတော့လီကွန်ညာရဲ့ကျေးဇူးတွေကိုဆက်နိုင်ဖို့ဒီနေရာမှာပဲဆက်လက်နေရမယ်လို့ပြောခဲ့တာပါ။စုချစ်ရဲ့တည်ဆုံးမှုကြောင့် လီကွန်ဂျာဟာစိတ်ပြောင်းသွားပြီးမိန်းကလေးတွေအနေရကင်းစေဖို့ဒီနေရာကထွက်သွားနိုင်ကြောင်းပြောပါတယ်။ဒါပေမဲ့သူမတို့အားလုံးကဒီလိုနှွေးထွေးတဲ့သူမတို့အားလုံးအတွက်တခုတည်းသောအင်ကြီးကနေဘယ်ကိုမှထွက်မသွားနိုင်ကြောင်းနဲ့လီကွန်ဂျာနဲ့အတူအရာအလုံးကိုရင်ဆိုင်သွားမယ်လို့တညီတညွတ်ထဲပြောဆိုနေကြတာဖြစ်ပါတယ်။ရူဘီနာကလည်းဒီမှာပဲဆက်နေပြီးစုချစ်ရဲ့တိတ်ဆုံးမှုအတွက်လက်စားချေဖို့ယက်တိပြတ်ဆုံးဖြတ်ထားခဲ့ပါတယ်။အားလုံးကဒီလိုတညီတညွတ်ထဲဆုံးဖြတ်လိုက်တဲ့အခါလီကွန်ဂျာကိုယ်တိုင်လည်းအဲ့ဒီဆုံးဖြတ်ချက်ကိုအလေးထားပေးခဲ့ပြီးအဖိုးနဲ့ခလီမာလီကတော့ ်ဒီလိုကျန်းသာစွာတိုက်ခိုက်ရမယ့်အထက်မှာပါဝင်မှုမသိတော့တာကြောင့်တခြားမျိုးတစ်ခုကိုပို့ထားစီပါတယ်။အဒီညမှာပဲခါရာဘိုဟာအထုပ်ပိုးတွေပြင်ဆင်ကဆောင်ကမြန်ကနေခိုးထွက်ပြီးမစ္စတာနဲ့ခိုးရလိုက်ပြို့ပြင်ဆင်ပါတယ်။ဒါပေမဲ့လီကွန်ညာဟာဒါကိုရိပ်မိသွားခဲ့ပြီးတော့လိုက်ထွက်လာခဲ့ပါတယ်။သူမကခါရာဘူရေးသားချင်ခဲ့တဲ့နှုတ်ဆက်စာဟာမပြည့်စုံသေးဘူးလို့ပြောပါတယ်။ဒုက္ခတွင်းထဲကဆွဲထုတ်ပေးခဲ့တာတွေ ကိုဝင်အရင်မှလွယ်ထားချိန်မှာတညာလုံးခါတာဘူကိုနှိမ့်နေပြုစုပေးခဲ့တာတွေဒါအပြင်၄ချိန်အထိကိုကိုကိုတတ်သိမဲ့အချိန်တွေမှာဝင်ကယ်ခဲ့တာတွေဒါတွေကိုတော့ထဲမြေးထားသေးဘူးလို့ပြောလိုက်တဲ့အချိန်မှာခါတာဘူကတားတတ်သမားဟာသူ့ရဲ့တရိတ်ဆန်ကိုအစာကျွေးထားတာဟာအသားရောင်မှုမျောလင်းချက်နဲ့သာဖြစ်ပြီးဘာကျေးဇူးမှတင်စရာမရှိဘူးလို့ပြန်ပြောလိုက်ပါတယ်ဒီလိုဆော့ကားပြောဆိုတာကိုကြားသိလိုက်တဲ့စာလင်းကဒေါသတွေထွက်ပြီးတနတ်နဲ့ပြစ်ဖို့ချိန်ရွယ်လိုက်ပေမဲ့လီကွန်ညာကတားလိုက်ပြီးတော့အသားတကြီးပဲထွက်သွားဖို့ခွင့်ပြုပေးလိုက်ပါတယ် အဲ့ဒီနောက်တိတ်မကြခင်မှာပဲကျေးစားအဖွဲ့ကလည်းလီကွန်ညာစီကိုတိုက်ခတ်ဖို့အတွက်ရောက်လာခဲ့ကြပြီးလီကွန်ညာတို့ဘက်ကလည်းခုခံမှုအမြန်ပြင်ဆင်ခဲ့ကြပါတယ်တစ်ဖက်မှာလည်းမစ္စတာကခါရာဘိုကိုခေါ်သွားခဲ့ပြီးတော့မြင်းလက်တစည်းပေါ်တင်ပေးလိုက်ပေမဲ့သူကတော့လိုက်တက်မသွားခဲ့ပါဘူးသူကလီကွန်ညာတိတ်ဆုံးသွားပုံကိုသူကိုယ်တိုင်ကြည့်ဖို့နေခဲ့မယ်လို့ဆိုနေပြီးခါရာဘူကဒါဆိုကျမကိုလက်ထပ်မယ်ဆိုတာကရောလို့ပြန်မေးလိုက်ပါတယ်။မစ္စတာကခက်ရေးလေးပြုံးနေရင်းနဲ့ဒီမှာခါရာဘူပြည့်တစားတွေကိုလက်ထပ်မဲ့သူမရှိပါဘူး။ ဝယ်မဲ့သူတွေပဲရှိတာပါလို့ပြောလိုက်ပါတယ်အမှန်တော့မစ္စတာကခါရာဘိုကိုလှည့်စားခေါ်ထုတ်ပြီးရောင်းစားခဲ့တာဖြစ်ပြီးတော့ဖြင်းညင်းစွာထွက်သွားတဲ့လှဲပေါ်မှာပဲသူမကိုအရမပြုကျင်လိုက်ကြပါတယ်အဲ့ဒီအချိန်မှာကျေးစားတွေဟာစောင်းမြမြန်ကိုပြစ်ခတ်တက်ခတ်နေကြပြီးစာနေတဲ့မိန်းကလေးတွေဘက်ကလည်းလုံးဝအလျှော်မပေးဘဲပြန်လည်ခုခံပြစ်ခတ်ကြပါတယ်။စိတ်ဓာတ်ပြင်းထန်နေပေမဲ့လည်းလက်တွေအခြေအနေမှာတော့ ရေရှည်မှာမခုခံနိုင်မဲ့သူမတို့ဘက်ကတရားဝိတရားထိမှန်လဲကြခဲ့ရပါတယ်မစ္စတာကလည်းအဲ့ဒီနားကိုရောက်လာခဲ့ပြီးတော့ပြစ်ခတ်မှုတွေကိုခက်အေးနဲ့ကြည့်နေပြီးလီကွန်ညာတိတ်ဆုံးမဲ့အချိန်ကိုစောင့်နေပေမဲ့သူကြည့်ခွင့်မရခဲ့ပါဘူးတိတ်မကြခင်မှာပဲခါရာဘူကနောက်ကရောက်လာခါ ်လေဗင်ကိုလှိတက်ပစ်လိုက်လို့ပဲဖြစ်ပါတယ်ခါရာဘူလည်းထွက်ပြေးဖို့ကြိုးစားခဲ့ပေမဲ့ရလာတဲ့ဒဏ်ရာတွေကြောင့်အဲ့ဒီနေရာမှာပဲလဲကျသေးဆုံးသွားခဲ့ပါတယ်တိတ်မကြခင်မှာပဲတနတ်တန်တွေတိတ်ဆိတ်သွားခဲ့ကြပြီးညအမောင်ထဲမှာရန်သူရဲ့ဒီနေရာကိုလီကွန်ညာတို့မှန်းဆမရဖြစ်နေရပါတယ်တဖက်ရန်သူရဲ့အစီအစဉ်ကိုမှန်းဆမရဖြစ်နေစမှာပဲကြီးစားအဖွဲ့တွေဟာအနီးအနားကိုပြေးလာပြီးမီးတုပ်တွေစီပလင်းတွေနဲ့ပြစ်သွင်းကြတာကြောင့်ဆောင်းရမြဟာမီးဟုံးတောက်လာပါတော့တယ် ။အီရင်နဲ့ဟာရီတို့လည်းအဲ့ဒီနေရာကိုရောက်လာကြပြီးတော့မြင်လိုက်ရတဲ့မြင်ကွင်းကြောင့်ထိတ်လန့်တကြားဖြစ်သွားရပါတယ်။သူတို့ဟာကြီးစားတွေကိုချိမ့်ချောက်မောင်းထုတ်စေချင်အောင်သာဖြစ်ပြီးအခုလောက်ထိတက်ပြတ်လိုက်မယ်လို့ထင်မှတ်အထားခဲ့ကြပါဘူး။အဲ့ဒီအချိန်မှာပဲလီကွန်ညာနဲ့ကြံရှိသေးသူတချို့ဟာပြေးထွက်လာခဲ့ပြီးတော့အသက်ကိုအမှုမထားပဲတဟုံထိုးဝင်တိုက်ခိုက်တာကြောင့်ကြီးစားအဖွဲ့ဟာအငိုက်မိပြီးတော့အေးနေခဲ့ရပါတယ်။သူမတို့ဘက်ကအောင်မြင်ခဲ့ပေမဲ့ ဒီအောင်မြင်မှုအတွက်အသက်များစွာစတိကြရတယ်လို့တခုတည်းသောသူမတို့ရဲ့အင်အားဟာမီးဟုံဟုံတောက်လောင်နေကြရပါပြီအသက်ရှင်ချင်ရင်နေတဲ့သူတွေဟာမီးလောင်နေတဲ့ဆောင်းကြမ်းကြီးကိုအတန်ကြာရက်ပြီးတော့ငေးကြည့်နေကြရပါတယ်အဲဒီနောက်တယောက်မျက်နှာတယောက်ကြီးကပြုံးပြလိုက်ကြပါတယ်ပြီးတော့ကိုစီရီမော့ပြီးမီးတောင်ကြီးတွေဝါမြုံနေတဲ့အင်ကြီးတဲကိုရှောက်လန်းဝင်သွားကြပြီးအင်ကြီးတဲမှာပဲအသေခံလိုက်ကြပါတော့တယ်ဒါကိုမျက်လုံးနဲ့တက်အမြင်လိုက်ကြရတဲ့အီရင်နဲ့ဟာရီတို့ဟာအလုံးမဲ့ စိတ်ထိခိုက်သွားကြပြီးနောင်တကြီးစွာရခဲ့ကြပါတယ်။ဒီရက်ကတော့ဖြစ်မစင်နိုင်ခဲ့ပဲသူ့ရဲ့အမအတွက်ပေးဆက်တဲ့အနေနဲ့သူ့ကိုယ်သူတတ်သိပြလိုက်ပါတော့တယ်။တကယ်တော့ဘာသာတရားနိုင်ငံရေးဆိုတာဟာလူသားတွေအတွက်လူသားတွေကိုယ်တိုင်ဖန်တီးခဲ့တဲ့အရာတွေပါ။ဒီရာနှစ်ခုကိုကိုကျိုးအတွက်လွဲမစွာနဲ့အသုံးချကြတဲ့အခါကြေကွဲစရာဖြစ်ရတဲ့ဖြစ်ပေါ်လာကြတာပါပဲ။ဘာသာရေးအရာဖြစ်စေနိုင်ငံရေးအရာဖြစ်စေအခုလိုခွဲခြားမှုတွေရှိလာရင်တော့နောက်ဆက်တွဲအကျိုးဆက်ကတော့အမုန်းတရားပါပဲ။ ဒါကြောင့်နေရာတိုင်းမှာခွဲခြားမှုတွေပပျောက်ပါစေကြောင်းတောင်းစုပြုရင်းနဲ့ဇာကားလေးကိုဒီမှာပဲညီကုန်းချုပ်လိုက်ပါတယ်။